ဒီခန်းလေးရတော့တခြားအခန်းထဲနည်းနည်းလေးကျေလာမလို့သူကဗဒင်းမောက်မပါဘူးမဲ့တသိန်းတသောင်းပါတဲ့အဲဒီတယောက်ခန်းလေးရတော့သူကဗဒင်းမောက်ပါရပေါ့နော်ဗဒင်းမောက်ပါမလို့သူကလည်းတသိန်းတသောင်းပါပဲဒါကတော့ဗဒင်းမောက်မပါဘူးမလို့တသိန်းပါ wifi ကတော့ဒါ free ပေါ့နော်ပြီးတော့ရေဖို့မီးဖို့လည်းပေးစရာမလိုဘူးရေသားကတော့ကိုယ့်ပါကိုယ်ပဲတားမှာဖြစ်ပါတယ် ားလုံးကမင်္ဂလာပါဟိုကအခုကတော့စိတ်ကန်းတာတဲ့အလဲဘလောက်ကိုရောက်နေတာပါအဲ့တော့စိတ်ကန်းတာတဲ့အလဲဘလောက်ကအမျိုးသမီးတီးသန့်အဆောင်တို့ကိုလိုက်ကြပြီးမှဖြစ်ပါတယ်ဒီနေရာလေးကစိတ်ကန်းတာတဲ့အလဲဘလောက်ဆိုတော့ဒါဈေးအနေနဲ့ဆိုလို့ရှိရင်ဒါစိတ်ကန်းတာတဲ့ဈေးတို့38လန်ဈေးတို့နဲ့နှီးမယ်မှတ်တိုင်အနေနဲ့ကတော့ဒါပန်ဆိုတန်းမှတ်တိုင်နဲ့လည်းနှီးမယ်ပေါ့နော်ပြီးတော့ဘန်နေနဲ့လည်းနှီးတယ်ဒါဈေးနဲ့လည်းနှီးရပြီးတော့ one stop mat တို့ပြီးလို့ရှိရင်ဒါစိတ်ငြိယာနဲ့လည်းနှီးရပေါ့နော်အဲ့တော့အဆောင်တိုက်ခန်းအနေထားတွေကိုလိုက်ကြပြပါမယ်လိုက်ကြည့်ပြပါဦး လှေကားနေပြရမယ်ဆိုလို့ရှင်တော့လှေကားကဒါနည်းနည်းလေးတော့ကျဲ့တယ်ပေါ့နော်ဒါပေမဲ့လှေကားတော့နည်းနည်းလေးတော့မတ်တယ်အဲ့တော့သတိထားပြီးတော့တက်ရပါမယ်ခုအဆောင်လေးတော့ရောက်လာပါပြီအဆောင်ကတယောက်ခန်းလေးရှိရပါတော့အဲတယောက်ခန်းလေးရင်လိုက်တာပြပါမယ် ဒီခန်းကြီးကတယောက်ခန်းပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကဒင်းပါမယ်ပြီးတော့အခန်းတိုင်းမှာဒီမျိုးခေါင်းပေါက်မှာပေါ့နော်ဒီလိုပန်ကာလေးတစ်ခုစီတက်ပေးထားပါဗါးဒီခန်းလေးကတော့တခြားအခန်းတွေကနည်းနည်းလေးကျယ်တာမလို့သူကပဒင်းပေါက်မှာပါပြီးမြဲတသိန်းတသောင်းပါတဲ့အဲဒီတယောက်ခန်းလေးကတော့ပဒင်းပေါက်ပါရပေါ့နော်ပဒင်းပေါက်ပါမလို့သူကလည်းတသိန်းတသောင်းပါပဲဒီတယောက်ခန်းမှာလည်းကဒင်းပါပါမယ်ပန်ကာလည်းပါပါမယ်ဒီခန်းလေးရတယ်တယောက်ခန့်ပါပဲဒါကတော့ဗရင်မောက်မပါဘူးမို့လို့တသိန်းပါ သူကလည်းကရင်ပါပါမယ်ပန်ကာလေးလည်းပါပါမယ်ပြီးလို့ရှိရင်တော့ကိုပိုင်မီပလက်ခုံလေးလည်းအခန်းတိုင်းမှာပါမှာပါဒီဆောင်လေးမှာဆိုလို့ရှိရင်တော့ wifi ကတော့ဒါ free ပေါ့နော်ပြီးတော့ရေဖို့မီဖို့လည်းပေးစရာမလိုဘူးရေသားကတော့ကိုပါကိုပဲတားအောင်မှာဖြစ်ပါတယ်ခုကတော့မီဖို့ခြံလိုက်ပြပေးပါမယ် မိဖို့ချောင်မှာတော့ facility အနေနဲ့ရေခက်တတာပါပါမယ်ပြီးတော့ဒီလိုမျိုးကိုပိုင်ဒေဦးနီလေးထမင်းပေါင်းလေးညာထမင်းချက်စားလို့ရမယ်ရေဖို့မိဖို့ကတော့အပီးစီဘာမှချက်ပြီးတော့ပေးစရာမလိုဘူးဒီဘချမ်းမှာဆိုလို့ရှိရင်တော့ရေချိုးခန်းရှိပါမယ်ရေချိုးခန်းမှာဆိုလို့ရှိရင်တော့ရေပန်းလေးလည်းပါရပါတော့ပြီးတော့ဒီဆောင်မှာဆိုလို့ရှိရင်သူကအဝတ်တော့ show လို့ရတယ်ဒါပေမဲ့စီကန်ချက်အနေနဲ့မနက်6နာရီရနေပြီးတော့မနက်9နာရီအထိတော့အဝတ်မ show ရပါဘူးကိုဘချမ်းက toilet ပါ toilet ကတော့ရွှေရွှေ toilet ပဲပေါ့နော်ဘူထိုင်းတော့မဟုတ်ဘူး ဒီအဆောင်ကတော့အမျိုးသမီးတီးတန့်အဆောင်ပေါ့နော်အခန်းလေးကံပေးထားတာနည်းနည်းလေးများတယ်ဆိုပေမဲ့ဒီအဆောင်ရဲ့ဒီတိုက်ခန်းကလည်းတော့ကျယ်တယ်ပေါ့နော်ပြီးတော့ဒီအဆောင်မှာဆိုလို့ရှိရင်ဒါအဆောင်မှုလည်းထားပေးထားတယ်ပြီးတော့အဲအကြောင်းမလို့ဒါမိန်းကလေးနေမယ်ဆိုလို့ရှိရင်ဒါစိတ်ချရတယ်ပေါ့နော်ပြီးတော့အဲဇင်းနဲ့တိုင်ပြရမလို့ဒီအဆောင်မှာနေမယ်ဆိုလို့ရှိရင်တော့ဘာမှပြင်ပြီးတော့လှည့်ကြည့်ရမလို့ပြီးတော့ဒီမျိုး public area ကိုဆိုလို့ရှိရင်လည်းဒီအဆောင်မှာတန်ရှင်းနဲ့လုပ်ပြရပေါ့နော်ဒီဆောင်မှာနေမယ်ဆိုလို့ရှိရင်တော့သဘောကတော့နှစ်တောင်းပေးရပါမယ်။ကိုကအကြောင်းတစုံတရာတစ်ခုကြောင့်မနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့နှစ်ပတ်ကြိုပြီးတော့ပြောရပါမယ်။အဲ့ဒါမှသဘောငွေကိုပြန်ပြီးတော့ရ မှာပါဒါလေးကတော့အဆောင်ရဲ့ဝရဏပါတိုက်ခန်းကျဲတဲ့အခါကျတော့ဒါဝရဏလဲဒါကျဲတယ်ပေါ့နော်ပြီးတော့ဒီနေရာလေးကဒါစိတ်ကန်းတာလဲအလဲဘလောက်မှာဆိုတော့ဒီထိတ်မှာဆိုလို့ရှိရင် ဒါ38လမ်းဈေးလည်းရှိရယ်ပြီးတော့ဒီထိပ်မှာပဲဒါအပေါ်ဘလောက်မှာပေါ့နော်စိတ်ကန်းတာလမ်းဈေးလည်းရှိရယ်ပြီးလို့ရှိရင်ဒါစင်ငေဟာနဲ့လည်းနှီးတယ်ပြီးတော့ဟို one stop map အကြီးကြီးတယ်အဲ့ one stop map အကြီးလည်းရှိရယ်ပေါ့နော်ပြီးတော့မှတ်တိုင်အနေနဲ့ဆိုလို့ရှိရင်လည်း password မှတ်တိုင်နှီးတဲ့ခါကျပြီးတော့ ban နေလည်းနှီးရယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကဒါနေရာအနေနဲ့ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေလို့လည်းပြောလို့ရတယ်ဒါနေရာအချက်အချာကြားတယ်ပေါ့နော်အဲ့တော့ဟိုကဒီတစ်ခါတင်ဆက်ပေးခဲ့တဲ့အဆောင်လေးကတော့ဒါစိတ်ကန်းတာနဲ့အလဲဘလောက်မှာရှိရယ်ဒါအမျိုးသမီးတည်တဲ့အဆောင်လေးပဲဖြစ်ပါတယ်ဟိုကတို့ကရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်အဆင်ပြေပြေနဲ့နေလို့ရအောင်လို့အဆောင်လေးကိုကိုယ်တိုင်ကိုကြားလိုက်ပြီးတော့ရှာကူးတင်ဆက်ပေး ေးများဖြစ်ပါရရှင်အဆောင်ပိုင်းရှင်အနေနဲ့ကလည်းမိမိရဲ့အဆောင်တွေကိုကြော်ညာခြင်းနဲ့ဆိုလို့ရှင်တော့ဟိုမှာရဲ့ video page ကိုချက်ပေါက်မှာလာပြီးဆက်သွယ်လို့ရပါရရှင်အဲဆိုရင်ဒီနေ့ blog လေးကတက်လာပါပဲ